သမင်းဆိုင်ကတော့ရလိမပြောသူလို့လေသမင်းဆိုင်ကတော့ရလိမသမင်းဆိုင်လဲပေါ့ဒါမှတစ်ခုရှိတာလေရလိမကြောင်းတဲ့သမင်းဆိုင်မှာအခုသူများတွေမစားဘူးလည်းဒါအများဒေသအချက်ကဟင်းလေးတွေရှိမယ်ရလိမကတော့ကိုယ်ဆိုင်နဲ့မတူအောင်ပေါ့တော့သူများဆိုင်နဲ့ဘာမှမတူအောင်နည်းနည်းစိတ်ဝင်စားစရာကောင်းတဲ့ဟင်းလေးတွေပေါ့လေချက်ကြည့်ရမှာပေါ့တခြားနေရာမှာပောက်ပြီးသားအခုအခုအညာမှာမန္တလေးမှာပောက်တဲ့ဟင်းတွေကိုရန်ကုန်မှာရောင်းကြည့်မယ်ဟဲ့အဲ့လိုအရန်ဟင်းလေးတွေပုံစံမျိုးအစားလေအဲ့လိုအဲ့လိုပုံစံမျိုးလေးတွေဥတီပြီးရောင်းချောင်းပေါ့အစောရစိတ်ကူးရှိတယ်ပေါ့မှာရှိတဲ့ဝင်ဝင်နဲ့တိုင်းတာလို့ရမယ်ဆိုင်ငန်းလေးပေါ့ တော့ဒါသတိတူလောက်တော့အမှန်တော့မှန်အဲ့လောက်သတိတူတစားမလို့လောက်တော့ဖြစ်နိုင်ပါဟုတ်ကဲ့အချာစီဝိုင်းအနေနဲ့တော့ကွာတော့ဒီမုံငါကတော့ဒီမုံငါအောင်မုံငါဆိုင်ခွဲဖွင့်ဖို့ရှိတယ်မုံငါဆိုင်ခွဲချက်ချောက်စီဝိုင်းအနေနဲ့တော့ကိုဘာမှဒါပေမဲ့တကယ်လေးမှစိတ်ထဲမှာမြန်မာသမင်းဆိုင်ဖွင့်တယ်လေဒီနေ့ပိုင်းကမုံငါရောက်မယ်နေ့ကင်းပိုင်းက သမင်းဆိုင်ဖွင့်မယ်အဲအဲ့လိုမျိုးတော့ရဲလေးမှမျောမတားလေးဒါမှမဟုတ်နည်းနည်းလေးဒီတရင်ကျွတ်လောက်ဆန်တော့ရဲလေးမှစားဖို့ရှိရဲကျွန်တော်တို့ရဲလေးမှကူလူရှင်ကာကြီးနကားရိုက်ဖို့ပြောထားတာရှိရဲဇလန်တွေတထုပ်ရှိရဲရဲလေးမှဟုတ်ကဲ့မကြခင်ပြန်ရိုက်ပါမယ်ဟုတ်သမင်းဆိုင်ကတော့ရေလိမပြောတူလေသမင်းဆိုင်ကတော့ရေလိမသမင်းဆိုင်လဲပေါ့ဒါမှတခုရှိတာလေရေလိမကြောင်းနဲ့သမင်းဆိုင်ပါအခုသူများတွေမစားဘူးလေဒါအညာဒေသအချက်ကဲဟင်းလေးတွေရှိမယ်ရေလိမကတော့ကိုယ်ဆိုင်နဲ့မတူအောင်ပေါ့တော့သူများဆိုင်နဲ့ဘာမှမတူအောင်နည်းနည်းစိတ်ဝင်စားစရာကောင်းတဲ့ဟင်းလေးတွေပေါ့အဲ့ချက်ကြည့်ရမှာပေါ့ကိုရန်ကုန်မှာဆိုရန်ကုန်ဟင်းအခုညာရန်ကုန်ကသူ ရန်နမာရဟင်းဆက်ကြိုက်တာငါးကချင်ချက်အငါးတောက်ဆန်းရန်နမာရရန်ကုန်မှာဒါရှိတဲ့လေထားမနောက်ပြေးမှာဆိုရင်ကြက်တောက်ဆန်းဒါတွေရှိတယ်အဲ့ဒီအတလေးထားလေးတွေကောင်းကောင်းနဲ့ဒီမြင့်စားစရာတောက်စရာလေးတွေပေါ့အဲ့ဒါရန်လေးမနည်းနည်းထူးဆန်းဆန်းဟင်းထူးဆန်းဆိုတာဟိုကိုချက်တဲ့ဟင်းကိုထူးဆန်းတယ်လို့ပြောတာမဟုတ်ဘူးတခြားနေရာမှာပေါက်ပြီးသားအခုအခုအညာမှာမန္တလေးမှာပေါက်တဲ့ဟင်းတွေရန်ကုန်မှာရောင်းကြည့်မယ်အဲ့လိုဟိုအရန်ဟင်းလေးပုံစံမျိုးအစားလေအဲ့လိုအဲ့လိုပုံစံမျိုးလေးတွေဥတီပီရောင်းချောင်းဖို့အစောရစိတ်ကူးရှိတယ်။ဒီရလေးမှာတော့အကောင့်တွေပေါ်ကြပါလေဗျာ။ ဖွင့်တာတော့ဆိုင်ငန်းထဲဖွင့်ပါဘူးဆိုင်ငန်းထဲပဲဖွင့်ပါဆိုင်တစ်ခုငွေလာမဝင်နိုင်ပါဘူးကျွန်တော်မှရင်းနေမှာဆိုင်ငါးပြီးဖွင့်ပါဘူးဟုတ်တယ်နေရာတော့လိုက်ရှာအောင်ပါပေါ့နေရာတော့ကိုအစီပြေတဲ့နေရာမှာဥတီပြီးဖွင့်ရမှာပေါ့လေနော်ဒါမဲ့မဟုတ်လေအကိုပြောတဲ့လိုအကိုရဲ့ဝင်ငွေနဲ့အကိုလက်တလုံးမှာအကိုဘယ်လောက်သုံးနိုင်မလဲဒါပဲအကိုမှာတိုင်ပိုင်ဝင်ရလောက်တဲ့အစ်စ်လေကိုမချမ်းသာဘူးဒါမဲ့အကိုလက်ရှိစီးပွားရေးလေးလို့မပြောက်ပြအောင်ကိုရလိုက်နောက်တဲ့စီးပွားရေးကိုချက်ပြညာဖြစ်တဲ့အတွက်ကို ကို့မှာရှိတဲ့ဝင်ဝင်နဲ့တိုင်းတာလို့ရမယ်ဆိုင်ကန်းလေးပေါ့ကျင်းကျင်းကျယ်ကျယ်နေရာကောင်းတဲ့ဒီတရားလေးတော့ဖျောက်နေရဲလေးမှကျူးစားရမှာပါဟုတ်ရဲလေးမှဆိုင်ဟုံသွားကြည့်ရမယ်ဆိုင်နေသားကိုသွားကြည့်ပြီးမှသူ့ရဲ့အနေထားဘလောက်တန်မှဘလောက်ဘယ်ရွတ်တန်မှဖြစ်အဲ့ဒီအနေထားချက်မှကိုကြီးကဘလောက်ကုန်မဲဆိုင်လားကတော့ဘလောက်ရှိမဲဒါဆိုင်အတွက်ဘလောက်ကုန်မဲဆိုတွက်လို့ရခုချိန်မှာတော့ဆိုင်ရရဲလေးမှမချဘူးကိုစိတ်ကူးပဲရှိသေးတယ်ဆိုတော့အပြားကြီးဘလောက်လဲဆိုတော့ရဲလေးမှပြောတတ်တယ်လीဟုတ် တော့ကိုယ်ကသတင်းကျုလောက်တော့အမှန်တော့မှန်အဲ့လောက်သတင်းကျုတစားမလို့တော့ဖြစ်နိုင်မှာဟုတ်ကဲ့ကိုယ်တိုင်ကတော့အဲ့ဒီသမီးကြီးနေပါချက်တာလေရှေ့လို့ဒါတော့ရေလေးမအိမ်မှာချက်လို့ရှိရင်ကိုယ့်ဘာကိုချက်စားတယ်ကိုယ့်ဘာစိတ်တယ်အခုသူများရင်သွားတယ်သူများရင်ချက်တယ်ရင်ဆိုကိုကြိုက်တယ်ဆိုရင် ပြန်ချက်တယ်အခုနေရီသွားတယ်နေမှာဆိုအချို့တော်တော်တလိဟာတော်အရသာလေးချက်တယ်အဟင်းအင်ဂျာကွာကိုပြန်ချက်တယ်ခင်ဗျားရင်သွားလဲတယ်ပြည်နယ်နဲ့တိုင်းသီးသီးကိုလဲတဲ့ကအောက်ကချင်းပြည်နယ်ဆိုကချင်းပါချက်တယ်အဲအဲ့ဆိုမန္တလေးဒေသမှာဆိုစကိုင်းကပါချက်တယ်အဲ့လိုမျိုးလေးတွေပေါ့အခုပကံမှာဆိုညာဦးမှာဟာဝါသားနဲ့နံပါတ်ချင်းချက်တယ်ဝိုင်းဦးနံပါတ်ချင်းချက်တယ်အဲ့လိုအဲ့ဒါလေးတွေကကိုကြိုက်တဲ့စမ်းစမ်းပြပြလေးတွေပေါ့နောက်အုတ်ကံကိုသွားတယ်အုတ်ကံမှာကိုချက်တဲ့သူပြပါချက်တယ်ငပတ်နဲ့ခင်္ဂလာချင်းချက်တယ်ဒါလေးတွေကကိုခေါင်းထဲမှာတွေးပြီးတော့ အဲအဲ့ဒါလေးတွေဘယ်လိုလုပ်မလဲဒါပဲစမ်းစမ်းပြပြလေးတွေတော့ဒီမှာမရှိတာလေးတော့ချက်ရအောင်ပါ။အဲဒီမှာတော့ဒီအိမ်မှာချက်တယ်ပါကြတာသူးစမ်းတော့ဆိုတော့သူးစမ်းတော့ပုတ်ပါကိုယ့်အောက်ကိုကိုချက်လာတယ်ကိုရှိတယ်။ဘာလို့လဲဆိုတော့ခင်ဗျာဒီမှာအခုတော့ငင်းငင်းပြီးချက်ချက်တယ်။ငင်းငင်းပြီးအဲဒီနေရာမှာပြောငပတ်နေ ရင်္ဂလာကျင်းနဲ့ချက်တယ်ထူးထူးဆန်းဆန်းလေးရေလေးမှာချက်အဲငပန်းနဲ့ရင်္ဂလာကျင်းနဲ့ချက်တယ်ကိုစကူးတက်ရတယ်အဲ့လိုအောင်ရေလေးမှာဂွေသိငပီးချက်ဆိုဂွေသိငပီးချက်ကိုသူများတွေချက်တာနဲ့မတူမတူလားတူလားတော့မသိကိုကကိုကိုကိုနီးကိုဟန်နေတော့ကိုအကောင်းဆုံးဖြစ်အောင်လို့ကိုချက်လိုက်တာပေါ့ဒါပေမဲ့အင်ရတဲ့ကိုမိသားစုကစားကောင်းတယ်ဘာညာဆိုလို့ကိုကပြောတယ်အဲ့အလေးထားပါဟုတ်ချင်းငယ်သက်တွေတော့စားစားမယ်စားမယ်အဆက်လဲကြိုက်တယ်ကိုရေလေးမဒါကတော့ကိုချစ်တဲ့ပြိတ္တကတော့ကိုရှိရလာမှာအဲ့တော့ကိုလာပြီးတဲ့အားပြီးတဲ့ပြိတ္တတို့ပေါ့အားပြရချုံနဲ့အောင်လို့အကောင်းဆုံးနဲ့ အဆင်ပြေဆုံးမျိုးရေလီမာပုံဖော်မှာပါဟုတ်ဟုတ်ကဲ့ပါရေလီမာကတော့တတ်နိုင်သမျှဘာပဲဖြစ်ဖြစ်ပိတ်သက်အတွက်အကောင်းဆုံးနေနဲ့အဆင်ပြေဆုံးဖြစ်အောင်ရေလီမာကြိုးစားပြီးတော့ကျားချက်ပြုတ်ပြီးရောင်းပါမယ်ပေါ့နော်အဲ့တော့ယလိမရဲ့ဒါဈေးတဲ့ဈေးတဲ့လေးနဲ့အားပေးသလိုယလိမအမှုပညာတွေလည်းမကြခင်ပြိတ္တပြတ်တွေ့ရမယ်ယလိမရုပ်ရှင်ကားကြီးလည်းရိုက်ထားတယ်မကြခင်မလည်းနောက်ထပ်ရိုက်ထားရုပ်ရှင်ကားကြီးလည်းရှိပြီလက်ကလည်းရုပ်ရှင်ကားကြီးလည်းရှိတယ်ဇလန်းတွဲကြီးလည်းရှိပါတယ်အဲ့တော့နှစ်ဖက်စလုံးမှာယလိမတာဝန်ကျင်အောင်ကြိုးစားရင်းနဲ့ပြိတ္တရှိဘူးစိတ်သက်ရင်ဝင်တယ်မှာအမြဲ ခုနိုင်တဲ့ရဲလေးမှပြောင်းကျွေးသားပါ